နာဇီရတိတုကိဉ္ဇီရတိကိဉ္နဇီရတိကိဉ္တုဩပရောတိဘုသတိကိဉ္တုဓမ္မနာပရိပန္တောကိဉ္တုရတ္တိဝခေယောကိဉ္မလံပရမမသရိယတကိဉ္တိနနာမနောတကကတိလောကတမိုင်စိတ်ကံယထဝိဒ္ဒနာတိုက်ထတိဘဂဝန္တံပုတ္တုမာကမကထံစံနေမှုတမ္မယံဒါမေကွန်းနေပေါ့ကထိန်ကိဉ္ဇီရတိဆွေးမြေ့ပျက်စီးတတ်တဲ့အရာကဘာလဲဗျာကိဉ္နဇီရတိ မဆွေးမြေမပြည့်စည်တတ်တဲ့အရာဘာလဲဖေ။ဒီလိုမေးတာ။ရူပံစိရတိမစ္ဆာနံယုတ်ခန္ဓာကိုယ်ကြီးဟာတရားတွေအတွက်ဆွေးမြေပြည့်စည်တတ်တဲ့အရာပဲ။နာမကောတ္တနာစိရတိအမိတွေအနွယ်တွေကတော့မဆွေးမြေမပြည့်စည်တတ်တဲ့အရာ။လူတယောက်အသက်ရှင်ပြီဆိုရင်သေသွားတဲ့အခါကျတော့ယုတ်ခန္ဓာကိုယ်ကြီးကတော့သေသွားတာပဲဆွေးမြေသွားတာပဲပြည့်စည်သွားတာပဲ။ဒါပေမဲ့သူလုတ်တဲ့အလုတ်တွေရဲ့အများကောင်းကျိုးတွေလုတ်ခဲ့ပြီဆိုရင် သူလောက်ခဲ့တဲ့အလုပ်တွေသူ့ရဲ့နာမည်တွေသူ့ရဲ့အမျိုးအနွယ်တွေကတော့ကျန်းနေတော့ပဲပျက်စီးမသွားဘူးဒါဒီဒီကဒါဒီပါဠိလေးဒီလိုဆရာတော်ကြီးခင်မြဲတမ်းသုံးသုံးနေတာပေါ့ကျန်တဲ့လူတွေလည်းတော်တော်များများသုံးလာကြပါတယ်မင်းကဆရာတော်ကြီးပြန်အောင်မူတော့ကလည်းဒီကဒါလေးဆရာတော်ကရွတ်တယ်ရူပံစီရတိမစ္ဆာနာနာမကုတ္တနာစီရတိယောက်ခန္ဓာကိုအလောင်းကောင်းကြီးကတော့ပျက်စီးရင်ပျက်စီးသွားတာပဲဒါပေမဲ့လည်းပဲမင်းကဆရာတော်ကြီးရဲ့အမိတွေမင်းကဆရာတော်ရဲ့အနွယ်တွေကတော့မပျက်စီးဘူးမဆွေးမြေဘူးဆက်ပြီးတော့ကျန်းနေတယ်ဆိုပြီးတော့ပြောခဲ့တာပေါ့နော် ဒါကြောင့်ယောဂန္နာကိုကြီးကပြည့်စည်တတ်တယ်အမိအနွယ်တွေကမပြည့်စည်တတ်ဘူးဒါလူတိုင်းလူတိုင်းရဲ့အနေနဲ့ပြောတာပေါ့အထူးအပြင်တော့ထင်ရှားတဲ့ပုံကိုအနေနဲ့ပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားပေါ့မြတ်စွာဘုရားကတော့အခုသာသနာ2500နှစ်ပေါင်း2500,2600ကျော်ခဲ့ပြီနှစ်ပေါင်း2000ရာကျော်ခဲ့ပြီမှလည်းပဲမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကြီးကတော့ဆွေးမြေပြည့်စည်သွားပါတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့အမိဖြစ်တဲ့သေတ္တတ္ထဆိုတဲ့အမိအနွယ်ဆိုတဲ့ဂေါရမအနွယ်ကတော့အခုတတိယကိုလူတိုင်းနှုတ်ပြမှာပြောနေကြတော့မယ် အမိအနွယ်တွေကကုရတိကိုမပြက်စီးပါဘူးတဲ့နော်ကိန္တုဩပရတိဩဇတိလမ်းမကဘာလဲဗျာရှေ့မှာပြပါခဲ့ပြီးသားဗျာရာကောဩပရတိဩဇတိရာကဟာလမ်းမပဲကိုလော့ပဲဘယ်လမ်းကိုရှောက်ရှောက်ရာကတွေပါလာပြီဆိုရင်လမ်းမပဲချောသွားတတ်တယ်ကိန္တုဓမ္မနာပရိပံပရိပံထောကုသိုလ်လို့လောက်တဲ့လူတွေအတွက်ကုသိုလ်တရားတွေရဲ့ဘေးရန်ဟာဘာလဲလောဘဓမ္မနာပရိပံထော ကုသိုလ်လုပ်တဲ့လို့လူတွေအတွက်ကုသိုလ်တရားတွေရဲ့ဘေးဟာလောဘပဲဒါနလုပ်တာတော့မှလောဘတွေနဲ့ဒါနလုပ်ပြီးဆိုရင်အဲ့ဒီဒါနတွေကအားနေသွားတယ်သီလသောတိပြည်ဆိုင်လောဘနဲ့သီလသောတိမယ်တရားပေါင်းဘာဝနာပွားများဆိုတော့လောဘတွေအားကြီးပြီးတော့ဘာဝနာပွားတယ်အဲ့ဆိုရင်အဲ့ဒီဒီကုသိုလ်တရားတွေကအားနေသွားလို့ကုသိုလ်တရားအလုံးရဲ့ဘေးရန်တွေဟာလောဘပဲနော်ကိန်းတို့ရတဲ့ဒီဝခယောနေ့တွေညတွေကုံနာနဲ့တပြိုင်နက်ကုံသွားတာပါလေဝယောအယွဲတွေပဲအယွဲတွေကနေ့တွေညတွေကုံမှများလာအယွဲတွေလည်းကုံသွားတယ် နောက်ကိမလံမြမစီရတာမြတ်တဲ့အကျင့်တွေကိုကျင့်တဲ့သူတယောက်အတွက်အညစ်အကြေးဟာဘာလဲအဲ့ဒီမလံမြမစီရတာမြတ်တဲ့အကျင့်ကိုကျင့်တဲ့သူတယောက်အတွက်အညစ်အကြေးဟာမိမ့်မပဲမြတ်တဲ့မြမစီရလို့ပါလာပြီဆိုရင်ဘာကြီးတော်တယ်မှာအမြဲတမ်းတွေ့နေကြပါလဲဆိုတော့အကမေသူမိတ်ဆသရာကိုရှောင်ရင်မြမစီရလို့ပဲသတ်မှတ်ကြရတာပေါ့နော်ဒါမဲ့သူမိတ်ဆသရာကိုရှောင်တဲ့ပုံကိုယ်တွေအနေနဲ့အမျိုးသမီးဟာအညစ်အကြေးပဲတိထာယံသစ္စတေပဇာ ။ဒါလူတတော်တိုင်းတတော်တိုင်းဟာအဲ့ဒီအမျိုးသမီးမိမဆိုတဲ့အာယုံမှာပဲကန့်ညိနေကြတာဖြစ်တဲ့အတွက်ကြောင့်တဲ့အညစ်အကြေးတွေတင်သွားတတ်ပါတယ်တဲ့။ကိန္တိနာနာမနောရကံရေမုတ်ဖဲနဲ့ဆေးလို့ရတဲ့အရာပြောင်းအောင်ဆေးလို့ရတဲ့အရာဘာလဲ။တပောစာပြမစီရန်စတပောစာပြင်းပြင်းထန်ထန်ကျင့်တဲ့ကိုကျင်တရားရဲ့ဗြမစီယံမြတ်တဲ့အကျင့်လို့ခေါ်တဲ့ကာမေသူမိတ်ဆရာမေထုံမရှောင်ကျင်ခြင်းရဲ့အဲ့ဒီနှစ်ခုဟာတဲ့ဗါလဲဆိုရေမဟုတ်ပေမဲ့လည်းလူတယောက်ရဲ့ကိလေသာအညစ်အကြေးတွေကိုပြောင်းအောင်ဆေးကြောနိုင်ပါတယ်တဲ့ ကတိလောကသမိန်စိတ်ဓာနိလောကမှာအပေါက်တရားဘယ်နှခုရှိသလဲယထဝိဒ္ဒနာအတိတ်တည်းအဲ့ဒီအပေါက်တွေနဲ့အပေါက်တွေကြောင့်ပစ္စည်းဥစ္စာတွေဟာကြာရှည်မတည်ဘူးကိုကပစ္စည်းတွေရအောင်ရှာနိုင်တယ်ဒါပေမဲ့လည်းပဲအဲ့ဒီယိုပေါက်တွေရှိလာပြီဆိုရင်ပစ္စည်းဥစ္စာတွေကြာကြာမတည်တော့ဘူးမြန်မြန်ပျောက်ကွယ်သွားတယ်မြန်မြန်မွဲသွားတယ်ပစ္စည်းဥစ္စာရထားတဲ့လူတယောက်မြန်မြန်မွဲစေနိုင်တယ် ယူပေါက်ထွက်ပေါက်တွေဟာဘယ်နှခုရှိပါလဲဗျာမြတ်စွာဘုရားကိုမေးတာစလောကသမိန်စိတ်တန်ဒီယတဝိဒာနာဒိတ်တည်းလောကမှာယူပေါက်တွေဘယ်ထွက်ပေါက်တွေဟာ6မျိုးရှိတယ်အဲ့ဒီယူပေါက်ထွက်ပေါက်6မျိုးရှိပြီဆိုရင်အဲ့ဒီယူရထွက်ပေါက်တွေကြောင့်ဘယ်စီပစ္စည်းဥစ္စာတွေဟာနာဒိတ်တည်းကြာကြာမတည်တော့ဘဲနဲ့ဆင်းရဲသွားတတ်တာတွေမွဲသွားတတ်တာတွေရှိပါတယ်အဲ့ဒီ၆ခုကဘာလဲဆိုတော့အာသအာလတယင်စာပြင်းရည်ခြင်းပြင်းရည်ခြင်း သွားရဲသွားရဲဆိုရင်သွားတဲ့အတိုင်းပဲရက်တဲ့ဆိုရင်ရက်တဲ့အတိုင်းပဲထိုင်းနဲ့ထိုင်းတဲ့အတိုင်းပဲဟိုငိုင်း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 ကြီးတွေနဲ့နော်ငေးငေးမမိုင်ကြီးငိုင်းငိုင်းကြီးတွေနဲ့ပြင်းနေတဲ့လူတွေရောက်လာလည်းပဲနာစီဝါရဲတွေကပြက်ပြန်းပြီးတော့ရှော့ကြတတ်တယ်ထွက်ပေါက်တွေဖြစ်သွားတတ်ပမာတော့မေးလျော့ခြင်းကလည်းပဲအတွက်ဝါယူပေါက်ထွက်ပေါက်တွေပဲတဲ့စီဝါရဲတွေကယူပေါက်ထွက်ပေါက်မေးလျော့ခြင်းဆိုတာဘာလဲဆိုတော့မေးလျော့ခြင်းဆိုတာဘာလဲဆိုတော့သူကနိုင်မီခြင်းနိုင်ခြင်းဟာလည်းပဲ မေ့လျော့ခြင်းပဲတဲ့။နောက်ကြောင့်ကိလေသာဝတေနနိဒာဇာကိလေသာဝတေနစပမာတော့တဲ့။မေ့လျော့တယ်မေ့လျော့တယ်ဆိုတာတော်တော်များများခဏခဏတွေ့ကြတယ်လေ။တွေ့ပေမဲ့လည်းမေ့လျော့တယ်ဆိုတာဘာပြောတာလဲဆိုတော့နိဒာနော်။ငိုင်းမိနေတာငိုင်းနေတယ်ပြောချင်တာတော့ဒီကောင်အများအားအိတ်နေတာပဲ။ သူများတွေကကောင်းတာတွေလုပ်တယ်ဒါပေမဲ့သူကများတော့ကောင်းတာတွေတခုမှမလုပ်ဘဲနဲ့အိပ်ပျော်နေတာကုသိုလ်တွေအိပ်ပျော်နေတဲ့လူတွေကလည်းပဲပမာဒလို့ခေါ်တယ်နောက်ကိလေသာဝတ္တနာအလုံးမလုပ်တဲ့လူကိုလည်းပမာဒလို့ခေါ်တယ်နောက်တစ်ခုကျတော့ကိလေသာဝတ္တနာကိလေသာလိုက်စားနေတယ်အပျော်ပါးတွေလိုက်စားနေတယ်နော်အပျော်ပါးလိုက်စားတယ်ကိလေသာနောက်လိုက်နေတယ်ဆိုရင်လည်းပဲပမာဒလို့ခေါ်တယ်ဒါကြောင့်စီဘာဥစ္စာရဲ့ယူဘောက်ကပမာဒမေ့လျော်ခြင်းအားလည်းပဲစီဘာဥစ္စာရဲ့ယူဘောက်ပဲ အနုဌာနထကြွလုံးလားမရှိခြင်းထကြွလုံးလားမရှိခြင်းဆိုတာအလုတ်လုံးရမယ့်နေရာနေရာမှာအလုတ်ကိုမလုတ်တာကိုပဲထကြွလုံးလားဝရိယမရှိဘူးလို့ပြောတာပေါ့နော်အလုတ်လုံးစရာရှိတာကိုအလုတ်မလုတ်ဘူးအဲ့ဒါလည်းပဲယူပေါက်ပဲအတန်ရမောသီလကိုမဆောင်စည်းခြင်းအဲကိုကကုမ္ပဏီတစ်ခုလုံးမယ်လုပ်ငန်းတစ်ခုလုံးမယ်အဲ့ဒီလုပ်ငန်းရဲ့စီမံစည်းကမ်းတွေအဲ့ဒီလုပ်ငန်းတွေရဲ့ဥပဒေတွေနိုင်ငံဥပဒေတွေအဲကိုရဲ့ကိုချင်းတရားတွေအဲ့ဒါတွေကိုဆောင်စည်းမှု မရှိဘူးပေါ့စီကမ်းတွေမလိုက်နာဘူးသီလတွေဖောက်ကျက်အဲ့ဒါတွေလည်းယူပေါက်နေပဲတဲ့ နေတာတဲ့အဲ့အယူခြင်းအဲ့အယူခြင်းဆိုတော့အဲ့အဲ့ညားတာကိုပြောတာမနဲ့လဲအဲ့နေလဲလဲအဲ့ညနေလဲအဲ့အဲ့လိုအဲ့အဲ့များတဲ့လူတယောက်ကသွားနေလဲပဲအဲ့လိုပါနေတာလို့ခေါ်လို့တာပဲအဲ့အဲ့ယူတယ်အဲ့အဲ့များတယ်လို့ခေါ်လို့ရတာပဲထိုင်းနေရင်လည်းပဲအဲ့အဲ့များတယ်လို့ခေါ်လို့ရတာပဲအများကတော့အဲ့နေတာမဟုတ်ဘူးဒါပေမဲ့အဲ့အဲ့များတာကိုပဲအဲ့အဲ့ယူတယ်ဆိုပြီးရှေ့ဆက်ကလုံးသုံးတာပေါ့အဲ့လိုလူတွေကလည်းပဲအဲ့ဒါအဲ့လိုလုံချင်းကလည်းပဲစီဝါရရေယူပေါက်တွေပဲနောက်တန်းဒီတဲ့အပြင်းကြီးခြင်းတဲ့နော် တန်ဒီတက္ကနမြပြင်းရင်ဟိုကတော့တက္ကနမြပြင်းရင်အလောက်တစ်ခုလောက်မယ်ဆိုအဲ့ဒီအလောက်တစ်ခုလောက်ဆရာခိုက်တန်လေးမှာပြင်းတယ်နော်အဲ့ဒါဆိုရင်လည်းပဲအဲယူပေါက်ပဲထွက်ပေါက်ပဲတပ်ပတော့တန်ဝိဝဇေဒါကြောင့်စီးပွားရေးဖြစ်ကျင်တယ်စီးပွားရေးအောင်မြင်နေတယ်ဆိုရင်အဲ့ဒီအားလုံးကိုရှောင်ရပါမယ်လို့မြတ်စွာဘုရားကဟောတာပေါ့နော်နောက်ဣတရိယတော့ကိန္တုဣတရိယလောကေကိန္တုဗန္ဒနာမုဒ္ဒမကိန္တုတတ္ထမလံလောကေကိန္တုလောကသမိမဗုဒ္ဓကိန္တုဟရန္တံဝါရန္တိ ခန္ဓာတော်ဟရန္တော်ပနကောပိယောကိန္တုပုဏပုဏယန္တံဘိနန္ဒံဒီပန္တိတာကိန္တုဧတရိယံလောကေလောကမှာအစိုးရခြင်းဆိုတာဘယ်ပါလဲဘာပါလဲနော်အစိုးရခြင်းဆိုတာဘယ်ပါလောကမှာအစိုးရခြင်းဆိုတာဘာလဲယာတို့တွေရထားတာကိုအစိုးရတယ်လို့ခေါ်တာလားအာနာရထားတာကိုအစိုးရတယ်လို့ခေါ်တယ်လားဘယ်ဟာကိုအစိုးရခြင်းလို့ခေါ်တယ်လဲဆိုတော့ဝတ်သောဧတရိယံလောကေမြတ်စွာဘုရားဖြေတာကကိုယ်အလိုတိုင်းဖြစ်ခြင်းကိုယ်အာနာတိုင်းဖြစ်ခြင်းကိုပြောသမျှပြီးခြင်းဟာဧတရိယပဲ နော်ဒါကလည်းကြတော့ကိုကယာထုတွေကိုင်းတော့မထားဘူးနေရတော့ရမထားဘူးဒါပေမဲ့ကိုပြောသမျှဩဇာညောင်းတယ်ကိုအာနာတီးတယ်ဆိုရင်အဲ့ဒါဣတရိယပဲဒါကြောင့်ဒီရတော့ခေါင်းကြီးတွေပြောပြောနေကိုပိုင်ဣတရိယမှမရှိတာကိုပိုင်ဣတရိယမှမရှိတာကျောင်းပိုင်မှာဣတရိယမဟုတ်ဘူးဟုတ်တယ်မလားကျောင်းပိုင်မှာဣတရိယမဟုတ်ဘူးအလုံးလုံးပါများလာပြီပြီးတော့တီတီကြီးကြီးနဲ့ဟောပေါ်တီတီတန်းတန်းနေတတ်ပြီနေရာတကာမှာအလုပ်ကိုစေနာနဲ့လုပ်နိုင်ပြီဆိုရင်ကိုပြောသမားလူတွေကအကုန်လုံးပြောစကားနားထောင်တော့တာပဲအဲ့ဒါကဝတ္တဣတရိယံလောကီတဲ့နော်ကိုရဲ့အလိုတိုင်းဖြစ်ခြင်း ကိုဩဇာညောင်းခြင်းဟာဣတရိယပဲအစိုးရခြင်းလို့ခေါ်တယ်။ပြောလို့ဆိုငငယ်ရွယ်ရွယ်ကလေးငငယ်ကလေးကလေတော့တန်ငါတွေအုပ်ချုပ်လာတယ်။ကျန်တဲ့လူပြောမရဘူးလေတော့ဆိုပြောရ။အဲ့အမျိုးတွေရှိရပေါ့။ဒါဓမ္မလဲဆိုတော့ကိုယ့်ရဲ့အဲနေပုံထိုင်ပုံတွေပြောပုံဆိုပုံတွေလောက်ပုံကင်ပုံတွေပေါ်မှာမူတည်ပြီးတော့ကိုပြောသမျှဖြစ်တာကိုလိုအလိုတိုင်းဖြစ်တာအဲ့ဒါဣတရိယပဲအစိုးရခြင်းလို့ခေါ်တယ်နော်။ကဲလို့ဗန္ဒနာမဟုတ်တမဥစ္စာဘာနာတွေထဲမှာအများဆုံးဥစ္စာဘာနာဘာလဲတဲ့ဗျာ။အဋ္ဌိဘန္ဒနာမဟုတ်တမ ဥစ္စာဘန္နာတွေထဲမှာအများဆုံးဥစ္စာဘန္နာဟာမိမပဲကျန်တဲ့ဥစ္စာဘန္နာတွေဆိုတာစွန့်လို့ရတယ်ကျန်တဲ့ဥစ္စာဘန္နာတွေဆိုတာပျက်စီးတာတွေဖြစ်နိုင်တယ်ပျောက်ပြက်တာတွေဖြစ်နိုင်တယ်မိမဆိုတဲ့ဥစ္စာဘန္နာကတော့အဝိသစီတိယဌာနတာတဲ့နော်အာစွန့်လို့လို့မရဘူးနော်ထာဝရအမြဲတမ်းတဘောကလုံးလက်တွဲသွားရမှာပေါ့နော်ဒါကြောင့်အမျိုးသမီးဆိုတဲ့ဥစ္စာထာဝရတဘောကလုံးလက်တွဲပြီးတော့သွားရမယ့်ဥစ္စာဘသူမှစွန့်လို့မရတဲ့ဥစ္စာအမြဲတမ်းကိုယ်နဲ့မှရှိရမယ့်ဥစ္စာဖြစ်တဲ့အတွက်ကြောင့်ဥစ္စာဘန္နာတွေထဲမှာဒီဥစ္စာမိမဆိုတဲ့ဥစ္စာဘန္နာဟာအမြတ်ဆုံးပဲ ဒီလိုလည်းခေါ်ထားတာလည်းရှိတာပဲနော်။ဒါဟုတ်ပဲအထာရတဏီဖွင့်တာဆိုဘာလဲဆိုတော့ဥစ္စာဗနာလေးတည်းမှာမိမအောင်မြတ်စွာဥစ္စာဆိုဘာကြောင့်ခေါ်လဲဆိုစကြဝဠာမင်းကြီးဆိုတာလည်းပဲမိမကနေမွေးတာပဲ။မြတ်စွာဘုရားကလည်းပဲမိမနေမွေးတာပဲ။ဒါကြောင့်မြတ်စွာဘုရားလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေစကြဝဠာမင်းတို့လိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေမွေးဖွားတဲ့မိန်းကလေးမိန်းကမဆိုကြတဲ့ကအဲ့ဒီမိမဟာအမြတ်ဆုံးမိမပဲ။အမြတ်ဆုံးဥစ္စာပဲလို့ခေါ်လို့ရတယ်တဲ့။နောက်ကြတော့ကရင်တို့တထမလန်လောကီလောကမှာတဲ့ပညာလက်နဲ့ရဲ့အညစ်အကြေးဟာဘာလဲ။ ကောတော်တထမလန်လောကီလောကမှာပညာလက်နဲ့ရဲ့အညစ်အကြေးဟာအမျက်ပဲအမျက်ဒေါသတထမလန်ဆိုတထဆိုတာလက်နဲ့မလန်ဆိုတာအညစ်အကြေးဒါမှဆိုရင်ဒါရဲ့အညစ်အကြေးရှိပြီဆိုရင်အဲ့ဒီအညစ်အကြေးကပဲအဲ့ဒါကိုဖျက်သွားတာပဲအဲ့ဒီလိုပဲဒါကိုပဲဥပမာနဲ့ပြောလိုက်တဲ့အခါကျတော့ဥပမေယအနေနဲ့ကျတော့ပညာဟာအာဒါပဲပညာရဲ့ဆိုတော့ဒါလက်နဲ့ရဲ့အညစ်အကြေးနော် အမြင့်ကြီးရပါလေကောဒါအမျက်ဒေါသပဲအမျက်ဒေါသဖြစ်ပြီဆိုရင်ပညာဘလောက်ကြီးရှိရှိအဲ့ဒီရှိပညာရှိတဲ့လူတယောက်ကအမျက်ဒေါသဖြစ်ပါများလာပြီဆိုရင်အဲ့ဒါကပဲသူ့မှာအမြင့်ကြီးတည်တယ်ပြီးတော့အဲ့ဒါကပဲသူ့ရဲ့ဘဝကြီးပြည့်သွားတတ်တယ်တဲ့ပညာရှိပေမဲ့လည်းပညာရှိတတိဖြစ်ခဲ့ဆိုပြီးတော့ကောဒါတွေကိုကိုယ်မထိတ်နိုင်ဘူးဆိုရင်အဲ့ဒီအကြီးတန်ကိုတန်ဖြတ်တန်ကြီးတက်ဆိုတဲ့အတိုင်းပဲနော်တန်ကထွက်တဲ့တန်ကြီးကပဲတန်ကိုဖြတ်တယ်လို့ပဲပညာရှင်ရဲ့ပညာရှိဖြစ်ပေမဲ့လည်းပဲအမျက်ဒေါသရှိလာပြီဆိုရင်အဲ့ဒီပညာရှိကိုဖြစ်စီတတ်ပါတယ်တဲ့နော် ခင်တို့လောကသမီးမတ်ဖို့တန်းတဲ့လောကမှာဘေးရန်ဆိုတာဘာလဲနော်ဘေးပဲဘေးရန်ဆိုတာဘာလဲဆိုတာဒါကဒါဖွင့်တာအပုဒ္ဒါဆိုတာဘာလဲဆိုတော့ဒုက္ခပေးမယ့်အရာဘာလဲလို့မေးပြောတာပါတဲ့အဲလောကစောတာစောတာလောကသမီးအပုဒ္ဒါလောကမှာဒုက္ခပေးတတ်တဲ့ကိုယ့်ကိုဖြတ်စည်းတတ်တဲ့အရာဟာတခိုးပဲ ဒါကြောင့်ရှင်းစရာလေးပြောတာသခိုးကပိုင်းလိုက်တာကပိုင်းထက်ထက်တာဆိုလားဒါကလည်းကြတော့ကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာသခိုးတယောက်ရှိပြီဆိုရင်သခိုးဗန္ဒာတိန်ခံပြီးတော့သခိုးကိုအဖွဲ့ထဲထည့်ထားပြီဆိုရင်အကိုတို့အဖွဲ့အစည်းတစ်ခုလုံးကိုဒုက္ခရောက်အောင်လုပ်ပေးတာပဲပျက်စီးတတ်ဒါကြောင့်စောတာလောကသမိုင်းမှတ်ဖို့တာလောကမှာပျက်စီးလောကကိုလောကမှာပျက်စီးတတ်တဲ့အရာအဲဒုက္ခရောက်အောင်လုပ်ပေးတတ်တဲ့အရာသခိုးပဲတဲ့ကိန္တုဟရန္တံဝါရန္တိဟရန္တောပနာကောပိယောဒါလေးကဒါပြောင်းမြန်ပဲ ဟရန္တဝါရင်တွေတချို့ကြတော့ပြေကုတ်ပစ္စည်းကိုစောင်းသွားပြီဆိုရင်အတားခံရတဲ့သူလည်းရှိရယ်ဟရန္တောကောပြီးရောတချို့ကြတော့ကုတ်ပစ္စည်းကိုစောင်းသွားတယ်ဒါပေမဲ့လည်းပဲချစ်ကြတယ်တဲ့ကုတ်ပစ္စည်းကိုစောင်းသွားပြီးတော့အတားခံရတဲ့သူကဘယ်သူလဲကုတ်ပစ္စည်းကိုစောင်းသွားတဲ့သူကိုချစ်ကြတယ်ဆိုတာဘယ်လိုလူလဲစောရန်ဟရန္တဝါရင်တွေတခိုးတွေကြတော့ကုတ်ပစ္စည်းကိုစောင်းသွားရင်တားခံရတယ်ဒုံတွေနဲ့တားခံရတယ်ဟိုဓာတ်တွေနဲ့တားခံရတယ်ဝိုင်းပြီးတော့ဖမ်းရတယ်တခိုးကကုတ်ပစ္စည်းလာခိုးပြီးဆိုရင်ဝိုင်းတားကြတော့ဟရန္တောသမနောပြီးရောတဲ့ယဟန်ကကုတ်ပစ္စည်းစောင်းပြီးဆိုရင်ချစ်တာ ယဟန်တွေတန်ဃာတွေလူဝပြီးဆိုရင်ပြောနေကြတယ်။တန်ဃာတွေလူဝပြီးဆိုရင်ကျေနပ်နေကြတယ်။အာဒါဟရန်တော်တမနောပြီးရော။ယဟန်တွေတဲ့ပစ္စည်းဥစ္စာစောင်းပြီးဆိုရင်ချစ်ကြတယ်တဲ့။ဂိန္ဓုပုဏ္ဏပုဏ္ဏယန္တာဘိနန္ဒာနိဗ္ဗာန်ပန္နိတာကိုယ်စီမှာခဏခဏထက်ကထက်ကလာတဲ့သူကိုဘယ်လိုလူလာပြီးဆိုရင်အဘိနန္ဒာနိဗ္ဗာန်တာပညာရှင်တွေကသဘောကျကြတယ်လေ။တမနံပုဏ္ဏပုဏ္ဏယန္တာဘိနန္ဒာနိပန္နိတာကိုယ်စီမှာခဏခဏလာပြီးယဟန်တန်ဃာတွေကိုယ်စီမှာခဏခဏလာပြီးဆိုရင်ပညာရှိတဲ့သူတွေကသဘောကျကြတယ်။ပန္နိတာနော် ဘသူတွေပဲသဘောကျရှင်ညာရှိတဲ့သူတွေပဲသဘောကျတာပညာမရှိတဲ့သူတွေကြအလုခံလက်မခံမှာစိုင်းဖို့တွေလည်းချိန်ထားတာပဲနော်ဘာမလုံးနဲ့နော်ပညာမရှိတဲ့သူပညာရှိတယ်ဆိုတာတန်ဖိုးသိတာကိုပြောတာပေါ့နော်တန်ဖိုးသိတဲ့လူတွေကြတော့ပြင်ရွာရဟန်းကိုစီလာလေခဏခဏလာလေကြိုက်လေပဲရဟန်းကိုကိုစီခဏခဏကြောက်လာလေကြိုက်လေပဲဒါကြောင့်ကိုစီမှာခဏခဏလာတဲ့သူကိုတဲ့ပညာရှင်တွေကြိုက်တယ်ဆိုတာဘလို့လူလဲတဲ့တမဏံရဟန်းမှာတဲ့နော်ကာမတော့ဒီတော့ကြီးတော့ပါဘီ ကိမထကာမောနာတရေကိမေသောနာပရိစေကိန်သူမုတ်စေယကလျာဏပါပိကနာစမောစေယအထကာမောကိုရဲ့အကျိုးစီးပွားကို လိုလားတဲ့သူကိုအကျိုးကိုအမြဲတမ်းကြည့်တတ်တဲ့သူဟာကိန်နာတရေဘာကိုမပေးရဘူးလေကိမေသောနာပရိစေမေသောတတဝဟာနာပရိစကိန်နာပရိစေဘာကိုမစွန့်ရဘူးရဲ့ဩမျက်စိဥစ္စာတွေပေးရမယ်မျက်စိဥစ္စာတွေစွန့်ရမယ်လို့ပြောကြတယ် စွန့်ရမယ်ပေးရမယ်လို့ပြောပေမဲ့လည်းပဲအဲကို့အတွက်အကျိုးဘုံများစေခြင်းနဲ့ကို့အတွက်ကိုအကျိုးဘုံပေးတာထက်စားရင်မပေးတာကအကျိုးဘုံများမယ်ဆိုပြီးတော့မြင်နိုင်တဲ့လူတွေတယောက်အနေနဲ့ဆိုရင်တဲ့ဘယ်ဟာကိုမပေးတင်တာလဲဘယ်ဟာကိုမစွန့်တင်တာလဲလို့မေးတာအတ္တနာနတရေပေါ်တော်တဲ့အတ္တနာမိမိကိုယ်ကိုနတရေမပေးရဘလို့မပေးတာဆိုသူများကျွန်းအနေနဲ့မပေးရဘူးအာခမရကိုခမရကျုပ်တော့လိုက်ခဲ့ပါဗျာကျုပ်ကိုကျွန်းခမရကဒါနတအား ထက်တန်တယ်ဒါကြောင့်ကျုပ်ရဲ့ကျွန်းလေးလှုပ်ပေးပါကျုပ်ကကျွန်းတယောက်လိုနေလို့ပါကျုပ်ကိုကျွန်းအနေနဲ့ခမရလူခမရခန္ဓာကိုယ်ကြီးလူစားမှာလို့မေးပြောတယ်လာပြီးတော့လူခံတယ်အတ္တနာနာတတိပေါ်တော်တဲ့အဲကိုသူတစ်ပါးရဲ့ကျွန်းအလုံးကကိုကိုကို မပေးရကိုကိုကိုမပေးရဒါပေမဲ့တခုတော့ရှိတယ်ပေါ်တော်တဲ့ဖရာလောင်းမှာတပါတော့ယောက်ျားသည် ဘုရားအလောင်းကတော့သူ့ရဲ့အကျိုးတရားကလည်းသဗ္ဗညုတဉာဏ်ပဲအကြီးအကျယ်အကျိုးတရားဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားအလောင်းတော်အနေနဲ့ဆိုရင်တော့ဘုရားအလောင်းတော်အနေနဲ့ဆိုရင်တော့မလူစရာအကျိုးမလူစရာပစ္စည်းမရှိဘူးတဲ့ကျွန်းအနေနဲ့လူလာခံတယ်ဆိုက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 ျွန်းအနေနဲ့ဖြစ်အောင်လူပစ်တာပဲတဲ့အဲ့ဒါလိုတော့ရှိပါတယ်တဲ့ထားလိုက်ပါတော့ဒါကြောင့်တကလည်းကြတော့ထောင်မြင်ရာဆွတ်ဆိုတာရှိသေးတယ်ပေါ့ကိုကသူမြကျွန်းအနေနဲ့အဲလားလူခံတယ်ဟာငါကွာဖရားလောင်းနေတောင်လောက်တဲ့လုပ်ငန်းပဲငါလည်းလုပ်မယ်ကွာတော့မတွေးနဲ့အတ္တနာနာတည်းကိုကိုကိုကျွန်းနေနဲ့ကျွန်းလောက်ကိုရာအတွက်မလူပါနဲ့တဲ့ ကျွံလုတ်ပဲခုတ်ရအတွက်လူမယ်ဆိုရင်အဲ့ဒီလူကကျွံနေနဲ့ပဲသူများအကျိုးပြုနိုင်ပါလေကျွံနေနဲ့ကျွံလုတ်ဖို့ရအတွက်မလူဖို့ဆိုရင်လောကအကျိုးတွေအများကြီးပြုနိုင်တာကိုဒါကြောင့်အထကာမောလို့ပြောတာပေါ့နော်အကျိုးစီးပွားကိုလှူလာတဲ့သူဟာတဲ့ကိုယ့်ကိုယ်ကိုသူများကိုကျွံနေနဲ့မလူပါနဲ့တဲ့ကိမေဆိုနာပရိသေစေအဲဘသူကိုဘာဘာကိုမစွန့်ရဘူးလဲဆိုတော့အတ္တနာနာပရိသေစေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုမစွန့်ရဘူးဘယ်လိုစွန့်တာလဲဆိုတော့တစ်တယ်ကြားတယ် ရှင်တွေတွေစတယ်တို့ရဲ့အစားအစာအနေနဲ့စွန့်တာဟာငါကတော့ကွာဘာဖြစ်လဲဆိုတော့ငါကတော့ကွာအာသူမြောက်ကိုစွန့်သူမြောက်စားသူမြောက်အတွက်ငါကအသက်ရှင်နေတာပဲဒါကြောင့်သူမြောက်ကစွန့်မယ်ဆိုရင်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြားစားသွားအကျွေးလို့မရဘူးတဲ့မစွန့်နဲ့တဲ့အဲ့ဒါရည်တော်မစွန့်နဲ့တဲ့မမယူနဲ့ပေါ့ကွာဟုတ်တယ်မယူနဲ့ပေါ့မင်းတို့ကြားဘူးမှာပါတဲ့ခါတော့ဆိုတာငါလည်းဖရာအလောင်းမဲ့ကွာဆိုပြီးတော့ဟိုကကျွဲကြီးစီပြီးတော့ထွက်သွားတယ် ပြီးတော့ဟိုကြလူမဲ့လူကလည်းလူခံမဲ့လူကလည်းမရှိဘူးဖခင်လောင်းကအင်္ဂါတွေစွန့်ပြီးတော့လူတယ်ဒါဖခင်သူကသူ့လက်တွေကိုလက်သုံးချောင်းဖြတ်ပြီးတော့ဖခင်သွားလူတယ်ဆိုရှိသေးတယ်လေဒါကြောင့်လက်သုံးချောင်းဖြတ်လို့ဖခင်သွားလို့ရင်ဖခင်ဘာသုံးတယ်မှာလဲနော်အဲကိုကအဲ့လက်တွေနဲ့ကိုကအများအကျိုးပြုတ်လေလုံငန်းတွေလုတ်တော့ရတာပဲဒါကြောင့်မစွန့်တဲ့နဲ့ဟာမစွန့်နဲ့မလူတဲ့နာမလူနဲ့လူတယ်ဆိုတာဘာလဲဆိုကျွန်းအနေနဲ့ကိုကိုကိုမလူရဘူးစွန့်နဲ့ဆိုတာဘာလဲဆိုတော့ခုနကတော့ငါ အဲဘာလို့ဆိုတော့စားဖို့ရာအတွက်ပေါ့သစ်သေးကြားတယ်ချင်းသေးတယ်စတာတွေစားဖို့ရာအတွက်မစွန့်ရပါဘူးတဲ့ဒါလေးတွေမှတ်ထားပေါ့ဒါကလေးကြတော့ဖရတရားတွေကမခုရှင်းမချိန်တတ်ရင်မချိန်တတ်ရင်အကုန်လုံးလူတဲ့နဲ့အကုန်လုံးစွန့်တဲ့နဲ့လို့စိတ်ထဲမှာထင်းသွားတတ်တယ်စားကြည့်မခက်စားညှိခက်ဆိုတာအဲ့ဒါလေးတွေရှိတယ်ကြမ်းကြည့်ကြမ်းကြည့်မခက်ကြမ်းညှိခက်ဆိုတာရှိတယ်ကြမ်းကစုံလေးပိုးကောင်းနေပဲဒီလိုဒါတွေတွေ့ထားပြီဆိုရင်ကိုကဩကိုကိုကိုမလူတင်ဘူးကို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 မစွန့်တင်ဘူးဆိုတာဒါလေးတွေကသိသွားတာပေါ့ဒါဖရကိုယ်တိုင်ဟောထားခဲ့တဲ့တရားပေါ့ ဂိန္ဓုမုံစေယကလျာဏံကောင်းတဲ့တရားဘယ်အရာကို မုံစေယံဖွင့်လွတ်ရပါသနည်းကောင်းတဲ့ဟာဘယ်လိုသက်ဘယ်လိုဟာကိုဟိုဖွင့်ရမှာလဲဝါစံမုံစေယကလျာဏံကောင်းတဲ့စကားကိုဖွင့်ရမယ်ဖွင့်တယ်ဆိုတော့နှုတ်ကနေဖွင့်ပြီဆိုတဲ့ပြောရမယ်ပေါ့နော်ကောင်းတာတွေကိုဖွင့်အောင်ကဖွင့်ချရမယ်ကောင်းတာတွေကိုဖွင့်ချရမယ်ဆိုတော့ဘယ်လိုလဲစကားကိုပြောတာကောင်းတဲ့စကားဆိုရင်ဖွင့်ချလာတယ်ဒါကလေးကြတော့ဦးစင်းတို့တို့ရိုးတို့စာတာတက်နေတယ် တို့ချေတို့ချေတရားဟောမှကြတော့ဟောမယ်မဟောတာဘူးဒါမဟုတ်တော့ဘူးကောင်းတာဆိုရင်ကိုကပြောရဲဆိုရဲရမယ်စွန့်ရဲရဖွင့်ချမယ်နော်ဟိုရိတ်သားတွေတရားပြဟာကိုကပြပေးလိုက်ကိုတက်နိုင်တော့ကိုတရားပြပေးလိုက်လူများတွေစာချစရာနာမစားမတင်မတင်မတတ်တဲ့လူကစားတင်ညင်းတယ်သင်ပေးလိုက်ဖွင့်ချလိုက်ကလျာဏဝါစံကောင်းတဲ့စကားလုံးဆိုရင်ဖွင့်ချရမယ်ပြောရမယ်ဒါကြီးကိုမြုံထားမနေနဲ့ဟာငါကဘာမှမတတ်သေးတယ်ဘာမှမတတ်သေးလို့သာမပြောကြည့်ဆိုရင်အရှင်သာရိပုတ္တရာယဟနာဖြစ်စရာအကြောင်းမရှိဘူးခေါင်းကြီးဖြစ်စရာအကြောင်းမရှိဘူးဘယ်သူဟောပေးတာ အရှင်အားတစီဟောပေးတာတဝါပဲရှိသေးတာကိုနော်ဖယားစာလေးလက်တားလေးလာထားတာမရှိသေးဘူးဒါပေမဲ့လည်းငါတက်တဲ့နောက်လေးတော့မင်းငါပြောပေးမယ်ကွာဆိုပြီးတော့ပြောပေးလိုက်တာရေတံမဟေတုပ္ပဝါကဒါလေးတကဒါပြောပေးလိုက်တာအရှင်သာရိပုတ္တရာတော့တာပန်ဖြစ်သွားတယ်အဲ့ဒါနဲ့ပဲရဟန်းပြုတ်ပြီးတော့ဒါနာမအများကြီးကျိုးရှိသွားတယ်ဒါကြောင့်ဝါဆန်ပုံစေရကလျာဏကောင်းတဲ့အရာကိုဖွင့်တဲ့ဖွင့်ချတဲ့နဲ့ကောင်းတဲ့အရာဆိုတာဘာလဲဆိုဖွင့်ချတဲ့ကောင်းတဲ့အရာဆိုတာစကားပဲကောင်းတဲ့စကားနော်နောက်ကြပါပိကနာသမောစရေအဲဖွင့်မချတဲ့နဲ့ နော်ပါပိကံမကောင်းတဲ့အတရားဆိုတာဘာလဲပါပိကံနတ်စာမောစရေတဲ့နော်ပါပိကံနတ်စာမောစရေဖွင့်မချတဲ့တာမကောင်းတဲ့ဟာဆိုတာလဲဝါဆံပဲနော်ရုပ်မာတဲ့စကားအဓိကတော့ဘာဖြစ်လဲဆိုတော့ကလျာဏံဆိုတာကိုယ့်အတွက်လဲအကျိုးရှိသူများအတွက်လဲအကျိုးရှိတဲ့ကောင်းတဲ့စကားကိုဖွင့်ချနော် စကားပြောပါပါပိကံကိုယ့်အတွက်လဲအကျိုးမရှိဘူးသူများအတွက်လဲပဲအဲဒုက္ခရောက်စေနိုင်တယ်ဆိုရင်ဒါပါပိကံမကောင်းတဲ့စကားမကောင်းတဲ့စကားဆိုရင်ဘလောက်ကြီးသိသိဘလောက်ကြီးမှန်မှန်ဘာလို့ပါ မပြောနဲ့ဒါတွေအရေးကြီးသေးတယ်ဟုတ်တယ်မလားဘလောက်ကြီးမှန်းမှာမပြောနဲ့ဒီတော့တကလည်းကြတော့မှန်ပြီရောကွဖရတော့မှန်ရင်ပြောရမယ်လို့ပြောတယ်ဟာဒီကိုပြောလိုက်လို့အကျိုးရှိသွားသလားဒါမှမဟုတ်အကျိုးရုပ်သွားမလားပပိကအကျိုးရုပ်သွားမယ်ဆိုရင်နတ်စာမောစီအဲ့စကားမပြောနဲ့ဟောဒီလိုလေးတွေမြတ်စွာဘုရားကပြောတာပေါ့နော်ဒါကြောင့်ဒီတုပ်လေးတွေလည်းကောင်းပါလေအကျိုးသူသူထောင်မြင်ရာဆိုရင်ကိုကကို့အတွက်အကျိုးပေါ်ရှိမဲ့အရာတခုခုတွေ့လာပြီဆိုရင်ကို့ကိုကိုမဟုတ်တဲ့ပဲသွားပြီးတော့အချိန်မပေးနဲ့ နော်အတ္တနာနာတေဘောသောဟုတ်တယ်မလားကိုကအများကြီးဘယ်လို့လောက်ဆရာရှိတယ်ဆိုရင်မဟုတ်တဲ့ဘက်အချိန်သိမ့်မပေးနဲ့အကျိုးရှိတဲ့ဘက်ကိုများများလို့ကိုရဲ့ဘဝကြီးကိုဘယ်ဘက်မှာယဉ်ညီမြုံနိုင်ရမလဲဆိုတာဒီကတာကပြောတာအဲအကျိုးပိုရှိတဲ့ဘက်ကိုယဉ်ညီမြုံနိုင်မှာတဲ့ပြီးတော့စကားပြောတဲ့နေရာမှာလည်းပဲအဲကိုသူများအတွက်အကျိုးရှိမဲ့နော်ကောင်းတဲ့စကားတွေဆိုရင်ဖွင့်ချလိုက်စကားပြောလိုက်ပါဟောလိုက်ပါပြောပေးပါဟောပေးပါနော်ကိုယ်လည်းမကြိုးမရှိသူများလည်းထိခိုက်မဲ့ဟာဆိုရင်တော့ဘလောက်ကြည့်မှန်မှန်နာစမောစီမပြောပါနဲ့ ဒါထိမ့်ထားပါဒါလေးတွေဒီလိုမြတ်စွာဘုရားကတော့တော်ပါပြီတဲ့ဒီလိုဥစဉ်တို့တွေပြီးတော့ကျင့်သုံးပြီးတော့လောကထဲမှာကောင်းကျိုးတွေရဖို့ရအတွက်နော် side effect တွေမဖြစ်ဖို့ရအတွက်တိတိကျကျလမ်းညွှန်ပေးထားတာနော်အဲတော်ပါပြီ